လမ်းလျှောက်မှဆိုခရီးတော်တော်ဝေးရဲ့ဒီတော့ဒီအရှိကြီးသွားရမှာမလျှောက်ဘူးကျွန်တော်ဆိုင်ရင်လည်းလင့်မယ်ဒါကတော့ရွာထိပ်ကလမ်းလေးမဟုတ်ပါဘူးဒါကတော့ကထူကောက်ကွယ်မှာ ဲပါကျွန်တော်ကောက်ကွင်းရောက်ရှိဒီကောက်ကွင်းတချို့တီးတဲ့လူတော့တီးမှာပေါ့အဲ့ဒါမှတီးတာကကျွန်တော်လည်းပါဒီမှာအေးချမ်းတယ်အေးစေးတယ်ကောက်ရိုက်ကွင်းဆိုတော့မျက်စိမ်းတွေပဲရှိမှာပေါ့တချို့တပုံလက်လက်လေးရိုက်ရှင်တဲ့လူတွေဒီမှာလာရိုက်လာဒီညာချို့လူတွေလည်းတီးကြတယ်ချို့လူဆိုတပုံလာရိုက်ကြအများကြီးပဲဒီညာပေါ့ချို့မလာရတီးတဲ့လူတွေလည်းတပုံလာရိုက်လို့ရှင်ပြေတဲ့နေရာလေးတနေရာဖြစ်တယ်မလူကီရှင်းချတာပြင်မယ်မတီးတဲ့ဆိုရင်တော့လာကြပါတော့ ိတဲ့လူဆိုရင်တော့ကိုယ့်ကိုလာရပေါ့မလာရင်လည်းနေပေါ့နေရာတနေရာရှိရမို့နောက်တနေရာရေကားတာနေရာရှိတယ်ဟိုအပေါ်လေးမှာအမှလည်းဓပုံရဲလို့လာခင်ဗျားတို့ပြောပြောနေရမဆာဦးကိုဘာဖြစ်မှာဆောက်တယ်ဆိုတာဒီလိုနေရာကိုပြောတာလားကျွန်တော်ဟိုးခေါ်ရမယ် လာလာဟာနော်လမ်းလေးอ่ะဒီဒီနေရာလာမှာဆိုလို့ရှိရင် 3L1 ဒီဗီဒီယို 3L1 ဒီဗီဒီယိုဖြစ်အဲ့လိုအဲ့လိုပြောရလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့သွားလို့ရတဲ့နေရာ300ရှိတယ်။အဲ့ဒါဘာလဲဆိုတော့ပထမဝင်ပေါ့ဝင်လာရင်ခေါင်းဝင်ရှိတယ်။ အကောက်ခွေကနေပြကျွန်တော်တို့ထုတ်ဝင်လာခဲ့ရင်ဒီနေရာလေးရှိမယ်။ရေတကုံလည်းရှိတယ်ဗျာ။ဒီကနေကျွန်တော်ဆိုင်ငယ်နဲ့ဖတ်မှာဟိုးဘချန်တော့ခုနားမှာရေတကုံရှိတယ်။ကျွန်တော်ဆိုင်ငယ်နဲ့ဒီနေမယ်။ဗန် ဒီတော့ကတော့ဘာမှအများကြီးမရှိပါဘူးတသေးချင်းချင်းလေးပေါ့ဒီနေရာအမှန်တည်းဆုံးတော့အဝေးကြီးမသွားချင်တဲ့လူတွေတော်တော်ဒီနေရာလေးကနီးနီးလေးရေတကွန်ရေကုလို့ရတဲ့နေရာလေးတက်နေရာပေါ့ဘာလို့ရှိမလဲဆိုပြီးဆိုင်ရဲ့ဘက်မောင်းနဲ့တွေ့ခဲ့တဲ့နေရာလေးတက်နေရာပေါ့မအီမိုးဝယ်စားရတဲ့ပါတီလေးလည်းရှိပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီသုံးငန်းလေးကိုဒီတနေရာထဲမှာရှိတယ်ဆိုတော့အလူရင်လိုက်ကြရဖြစ်ပါတယ်အလုံးမဲ့တီးတဲ့လူတွေကတော့တည်နေပြီသားပဲပေါ့နော်မတည်သေးတဲ့လူတွေအတွက်တော့ဒီဗီဒီယိုလေးကြည့်ပြီးတော့အလဲခီးပတ်မနေရာလေးတနေရာလေးသိသွားမယ်လို့ကျွန်တော်ညွှန်လင်းပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်ခင်ဗျာအလုံးကျေးဇူးအများကြီးတင်ပါတယ်လာရောက်ကြည့်ရှုပေးတဲ့အတွက်ကြောင့်နော်ဆိုတော့နောက်တနေရာကိုကျွန်တော်ပြေခေါ်ရမလဲဆိုတာလိုက်ပြီးတော့စောက်ကြည့်ပါအောင်ခင်ဗျအားလုံးတက်တာပါ